အားလုံးပဲမလားဗျာ Game Master Host Fan Event Any Host ကနေပြန်လဲကျေဆွလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Arena Predators 2မှာဝင်ရောက်ဆော့ကစားပြီးကြုံတွေ့ကြရတဲ့တွေ့ကြုံလေးတွေကိုညဝေပေးတော့မှာဖြစ်ပါတယ်ဗျာအဲပြောမယ်ဆိုရင်ဒီကိန်းကကျွန်တော်စောက်မြော်နေတဲ့ခင်းလေးဖြစ်ပါတယ်အခုလိုအဆန်းဆော့လိုက်ရတာကတော့ဂျင်းနဲ့ဆရာဖြစ်တဲ့အပြင်ဦးမှာမထင်လောက်အောင်ကိုဆော့ကောင်းနေတော့ပိုလူပိုလူတော့မှာပဲဂျင်းနဲ့မိပါလိမ့်မယ်အဲဒါကြောင့်မလို့မဆိုင်မတော့အခုပဲမြန်မာလိုဆလိုက်ကြရအောင် ဲ့ရေဒါဆိုတာဘာကိန်းလဲမသိတဲ့သူတွေအတွက်ပြောရမယ်ဆိုရင် तू က Street Luda Extraction Game မျိုးစားဖြစ်ပြီးတော့2021မှာတည်းက Development စလုပ်နေပြီဆိုတာကိုချပြခဲ့တာဖြစ်ပါတယ်။အချိန်တွေကြာလာနေမြတ်တော်များများမေးသွားတော့ပြီဖြစ်ပေမဲ့ကျွန်တော်ကတော့မမေးသေးပါဘူးခင်ဗျ။ post apocalypse style ကိုအခြေခံထားပြီးတော့ art ဆိုတဲ့စက်ရုပ်ကြီးတွေကြောင့်လူတွေကအရင်လိုဖူးဖွယ်လင်းလင်းနဲ့မနေနိုင်တော့ဘဲနဲ့အဲ့စက်ရုပ်ကြီးတွေမလာနိုင်တဲ့နေရာတွေမှာပဲနေကြရတယ်ဗောလေ။ဒါကြောင့်မလို့လိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်ရရှိတာတွေလောက်ဆရာရှိတာတွေကိုအရေးစုံပြီးထွက်လောက်တဲ့သူတွေကိုရေဒါလို့ခေါ်လာကြရတယ်ဗော။ ဆရုပ်တွေကိုဖြတ်ပြီး rate ရတာဖြစ်လို့ add radar ဆိုပြီးဖြစ်လာရတယ်ပေါ့ဗျာ။ခင်ဗျာအခုဒီ release မလုပ်သေးပြီမဲ့ကျွန်တော်ဆော့ပြီးတဲ့နောက်မှာတော့တေးချတာတစ်ခုကအခွင့်ချက်ချင်းဒီ game ထုတ်မယ်ဆိုရင်တော့ပဲထုတ်လို့ရတယ်လို့ထားမှရှိပါတယ်။ပြောရရင်တော်တော်လေးကို ready ဖြစ်နေပြီပေါ့လေ။ပထမဆုံးအနေနဲ့ graphic တော်တော်လေးကို optimize ဖြစ်ပြီးတော့တော်တော်လေးကို smooth ဖြစ်တာကိုလည်းတွေ့ရပါတယ်။ရေးဆွဲထားတဲ့ wall တွေကလည်း post apocalypse vibe ကိုရပြီးတော့ shooting တွေကလည်းတော်တော်လေးစတာကိုတွေ့မြင်ရပါတယ်။လက်ရှိမှာတော့မြေပုံသုံးပုံဆော့နိုင်ပြီးတော့သူ့နေရာနဲ့သူ့ကို fight ကမတူရမှာဘူး။ ကာရက်တာဒီဇိုင်းတွေက Star Wars ကိုသတိရစီမှာဖြစ်ပြီးတော့သူကတော့ third person shooter only game လေးဖြစ်ပါတယ်။ Game play ကတော့ Lord of the Rings Raider တယောက်အနေနဲ့ခုနပြောခဲ့တဲ့နေရာ၃ခုကိုသွားရောက်နိုင်ပြီးတော့ settlement ကပေးတဲ့ cost တွေကိုလောက်အောင်ပါပါ။ဒူတာလူတာဖြစ်လို့သုံးလို့ရမယ့်လက်နက်တွေကများစွာပါဝင်ပြီးတော့အချမ်းအားဖြင့်တော့ A-Pass တကြံလိုမျိုးတနက်တွေကနမယ်တွေနဲ့ဖြစ်ပြီးလက်လုံတနက်ဒီဇိုင်းတွေဖြစ်နေတာကိုတွေ့ရမှာပါ။ကြီးစံအားဖြင့်တော့ Light, Medium, Heavy ကြီးစံတွေရှိပြီးတော့သူ့အနေနဲ့သူပြင်းအားလည်းမတူပါဘူး။ တီဘီအက်ဆောရတာဖြစ်လို့ FPS သမားတွေတော့ကတော့တိတ်အကြိုက်မတွေ့နိုင်ဘူးဆိုပေမဲ့ကိုယ့်ဘက်အပိုင်းကတော့အပြစ်ပြောစရာမရှိပါဘူး။တိုင်းတူတော့အယမ်းမြန်ပြီးတော့မိမိမှာပါတဲ့ရှီးရှိတယ်ဆိုပြီးမိုက်ချင်တိုင်းမိုက်လို့မရပါဘူး။ရှီးနဲ့ဟတ်ပါနှစ်မျိုးရှိပြီးတော့ရှီးပြန်ပြည့်တဲ့ item တွေနဲ့ဟတ်ပြန်ပြည့်တဲ့ item တွေဆိုပြီးရှိပါတယ်။လူအမျိုးပေါင်းစုံရှိပြီးတော့သူ့အနေနဲ့သူကက်တဂိုရီခွဲထားပေးပါတယ်။ပြောရရင် medical industry ရဲ့ resident တွေအစရှိစင်ပေါ့ဗျာမြေပုံမှာလည်းဘယ်မြေပုံကဘယ်လူတွေပေါ်လဲဆိုတာကိုပြတာပါပဲ က်တယ်မှမှာကိုယ့်ကို quest ပေးမဲ့သူတွေရှိပြီးတော့ market တွေဘာတွေစုံစုံလင်လင်ရှိပါတယ်။ဒါအပြင်ဟိုမှာကိုပိုင်အခန်းလေးကို hide out လေးရှိပြီးတော့အဲ့မှာကြီးစံ crafter တွေလိုရဲ့ medical item တွေ crafter တွေကိုလုပ်နိုင်ပါတယ်။ hide out မှာရှိတဲ့နေရာတွေကို upgrade လုပ်နိုင်ပါတယ်ဖြစ်ပါတယ်။ progression အပြင်ကိုမှ level နဲ့သွားရတာဖြစ်ပြီးတော့ skill tree ရလည်းရှိပါသေးတယ် raid ခဲဝင်ဖို့ပြင်ဆင်ရရှိတာလေကျင်းစင်ပြီးပြီဆိုရင်တော့အဲစပါလိမ့်ခင်ဗျ raid ကူကိုကိုက team of 3အနေနဲ့ဝင်ဆော့နိုင်မှာဖြစ်ပြီးတော့ raid ခဲဝင်တဲ့ animation ကလည်းတက်တက်ရှိပါတယ် ဆိုလိုလည်းဝင်ဆော့နိုင်မှာဖြစ်ပြီးတော့3 vs 1အိုပဲချမှာဖြစ်တာကြောင့်ဆိုလိုသမားတွေကတော့အခက်တွေ့နိုင်ပါတယ်။လူတွေက highlight လုပ်ထားတဲ့ zone တွေမှာအများလုံးရှိနိုင်ပြီးတော့ဘယ်လူကဗမာဆိုတာကိုကြိုးမမြင်ရပါဘူး။အနာကမှမြင်ရတာမျိုးဖြစ်ပြီးတော့တချို့နေရာတွေမှာဆိုရင် terminal ကြီးတွေမှာ scan လိုက်မှလူတွေကိုမြင်ရတာမျိုးတွေရှိပါတယ်။ PvE တွေဖြစ်တဲ့အတွက်အဆက်ရုပ်တွေကနေရာတိုင်းမှာရှိနိုင်ပါတယ်။ရှောင်းလိုင်းရှားနိုင်တဲ့အကောင်းဆုံးပါပဲ။ကိုလိုသူလို radar တွေကလည်းရှိနေတာကြောင့် PvP ကလည်း share ကျွေးရပါတယ်။ အင်းရှာစာပါဆိုတော့တိရတဲ့အတိုင်းအတန်လေးမကြလိုက်ငယ်သွေးစာနေတဲ့ခွဲတွေလိုပဲအပြည့်ရောက်လာကြတာဆိုတော့အေးပဲဆော့ရတဲ့သူတွေဆိုရင်တော့ပိုတိမှာပါ PVP မှာချနေမောက်သွားရင်တော့ချက်ချင်းတမ်းမတည်သေးပါဘူးဆပရန်ထားဆိုပြီးရှုံးပြနိုင်တယ်လို့ရန်သူကဇပိုးအုံမှာတကယ်တည်တော်နိုင်တာပါအဲဒါပေမဲ့အရိကမှာတော့ပော့ပါပဲဖြစ်တာကြောင့် gear fear တွေပါရောမရှိပါဘူးအဲ့တော့မောက်သွားတော့လည်းနောက်တစ်ပွဲပေါ့ဗျာအေးစစ်စစ်ဝင်ဆော့ရုံပါပဲ pressure လည်းတိမ်စီကိုယ်အတွက်လိုအပ်တာတွေကိုကိုယ်တိုင် craft ပြရနေကြချောင်းလည်းပါပါတယ် extraction လုပ်ရတာကတော့တော်တော်လေးအာရုံနောက်ပါပဲ extra ကဲ့မဲ့ဘဲတွေအရည်ရှိပါတယ် extraction ကဘန်နာတကားဖွင့်ဝင်တဲ့ဟာတွေရှိတယ်လို့ယထားနဲ့ extra ရာတွေလည်းရှိပါတယ်အဓိကအားဖြင့်တော့ extra လုပ်မယ်ဆိုရင်အတန်အကျယ်ကြီးထွက်တာပါအဲ့ဒါလောကလုံးကြားသွားရေပေါ့ဗျာဒါပေမဲ့လည်းကမ်ပါရီနဲ့အမြဲမကြုံနိုင်ဘူးလို့ကိုကိစ္စနဲ့ကိုမဲနေကြတော့တိတ်ပြီးတော့အာရုံမထားကြပါဘူးအဲ့ဒီလိုပါပဲအန်ရီဒါရဲ့အကောင်းဆုံးချက်ကိုပြောပါဆိုရင်တော့သူ့ရဲ့ sound design ကိုပဲဖြစ်ပါတယ်ဒီ game မှာအတန်အထွက်အရန်ကောင်းလာပါတယ် ရန်သူပဲနားမှာရှိမြဲတိတိကျကျတိနိုင်တယ်လို့သူတို့နေလိုက်တဲ့တာရင်းပေါ်မူတည်ပြီးတန်မြောင်းနေလားတပြားနေလားတိတိကျကျကိုကွဲပြားတိနိုင်ပါလားဆဲဥတွေစီရထွက်တဲ့အတန်လဲကြားနေရမှာဖြစ်ပြီးတော့တမတ်ပြစ်တန်တွေကတော့လုံးဝပါတဲ့ဖီးနဲ့ရှောင်းလို့သလိုခံစားရမှာဖြစ်ပါတယ်အတန်ဦးစားပေးနားထောင်ပြီးစော့ရဲဘောလာယူတက်ကတော့ဒီကိန်းကတော်တော်ဆောင်းဒီဇိုင်းကောင်းတယ်လို့ recommend ပေးပြရတယ်အဲဒီကောင်းချက်ပြောရမယ်ဆိုရင်တော့ Arida Extraction Shooter လဲမှာတကယ်စော့ပြောတဲ့ဂိမ်းခုဖြစ်ပါတယ် သူတို့အနေနဲ့ official release တောင်လုပ်လို့ရနေတဲ့အနေအထားအထိကိုခင်းရတော်တော်လေးကို polish လုပ်ထားပြီးဖြစ်ပါတယ်။ကျွန်တော်ဆောင်းရတဲ့ play tag တစ်ချောင်းတော့ဘာ batch ဘာ error မှမတက်ခဲ့ပါဘူး။ FPS လည်းကောင်းပြီးတော့ teacher optimize တောင်းလိုက်ရင် FPS ပိုရနိုင်ပါတယ်။ဘာတဲ့ patch skin တွေလည်းရောင်းချဖို့ ready ဖြစ်နေပြီးတော့ဒီ game free to play ခင်းဖြစ်ထွက်မှာလည်းဖြစ်ပါတယ်။ ကဲတော့ Lord Duro ဒီ Aerator game ကိုဘလို့အမေမြ Expression Shooter Looter ရဲ့ရမ်းများနေပြီလား Play Tag ကိုဆော့ပြလိုက်လားထွက်လာရင်ရောဆော့ပြမှာလားအဆရှိရဲ့ចောင်းရကြီးဟိုကိုမြောက် box မှာဝင်ရောက်ဆွေးနွေးပြတော့ပါအောင်ခင်ဗျကျွန်တော်ကတော့ Aerator game official ထွက်လာမယ့်နေ့ကိုစောင့်မျှော်ရင်းနဲ့ update တွေသိရရင်လည်းတင်ဆက်ပေးတော့ပါအောင်ခင်ဗျအခုလို game image ကိုလာရောက်ကြည့်ရှုအားပြည့်တဲ့အတွက်2ပဲကျေးဇူးတင်ရှိလိုက်ပါတယ်ခင်ဗျာ Gimme is mahula abiyatra. Tu be Jesus tin shi ba